ရီယက်တိုက်စစ်မူပါပေးဟာအင်ဂါနီညကကိုင်ရက်ကို9ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲမှာအသင်းအတွက် hat-trick သွင်းယူခဲ့ပြီးချန်ပီယံလိပြိုင်ပွဲသမိုင်းတက်လျှောက်ဆက်ထမမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ကာဇာစတန်မှာကစားခဲ့တဲ့ဒီပွဲမှာရီယက်အသင်းအထနှေးခဲ့ပေမဲ့ဘာပေးဟာပထမပိုင်းမှာပနက်တီကနေရီယက်အတွက်ဥဆောင်ဂိုးနဲ့ပွဲချိန်52မိနစ်မှာဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။အဲဒီနောက်ပွဲချိန်83မိနစ်မှာလည်းဘာပေးကပဲဒီပွဲအတွက်သူ့ရဲ့ hat-trick ဂိုးကိုသွင်းယူခဲ့ပါတယ်။ ရီးယားအတွက်ဂျန်ဂိုးတွေကိုကာမာဗင်ဂါနဲ့ DS2 ကသွင်ယူပေးခဲ့တာဖြစ်ပါတယ်။ဘာပေးဟာမိုနာကို PSG အသင်းအပြင်လက်ရှိရီးယားအသင်းနဲ့အတူချန်ပီယံလိပွဲ60ကစားခဲ့ရမှာ60မြောက်ဂိုးကိုသွင်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဘာပေးဟာဘိုင်ယန်မြူးနစ်တိုက်စစ်မှုဟာမူလာရဲ့58ဂိုးကိုကျော်ဖြတ်ပြီးချန်ပီယံလိသမိုင်းမှာ17မမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ချန်ပီယံလိမှာဂိုးသွင်းအများဆုံးကစားသမားကတော့ဂိုး140သွင်ယူထားတဲ့ လက်ရှိ sorry club anasa အသင်းမှာကစားနေတဲ့ပေါ်တူဂီတိုက်စစ်မှုစီရော်နယ်ဒိုဖြစ်ပါတယ်။ခိုင်ရက်ကို၅ဂိုးပြန့်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ hat trick သွင်းယူနိုင်ခဲ့ပေမဲ့အခုထပ်ပိုပြီးတော့ဂိုးတွေသွင်းနိုင်ခဲ့တဲ့နယ်လို့ဘာပေးကဖွင့်ဟခဲ့ပါတယ်။ဘာပေးကကျွန်တော်လိုကစားသမားတယောက်အနေနဲ့အခွင့်အရေး၅ချိန်ရရင်၅ဂိုးသွင်းနိုင်တင်ပါတယ် ဒီနေ့မှာတော့ကျွန်တော်သုံးကိုသွင်းယူခဲ့ပါတယ်ဒါကကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ဂိုးတွေပိုရတက်ပါတယ်ဂိုးရှစ်မှာပိုပြီးတိကျပြတ်တာအောင်စူးစမ်းနေအောင်မှာပါလို့ပြောကြားခဲ့ပါတယ်ဆက်ပြီးဘာပေးကဒုတိယကိုသွင်းယူနိုင်ဖို့ကန်တင်ပေးခဲ့တဲ့ကိုသမားကော်ထရိုက်စ်ကိုလည်းချီးကျူးခဲ့ပါတယ်ရီယယ်တင်ဟာစနေနေ့ကအက်တလက်တီကိုနဲ့ကစားခဲ့တဲ့မက်ဒရစ်ဒါဘီမှာ၅ဂိုး၂ဂိုးနဲ့ရှုံးနိမ့်ပြီးခဲ့တဲ့နောက်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်ရှင်။